ော်ဒီနေ့စိတ်ကံစားကြဒီနေ့ကသဘောကျတယ်ဒီနေ့ကျွန်တော်မြန်မာလူစောင်းနာလေးကိုအရင်သဘောကျတယ်အာဒီနေ့ရောက်ကစချစ်ခဲ့ရပြီးတော့အဆုံးကြီးတူတူချစ်ခွင့်ရသွားပြီပေါ့ဒါအမတန်မှဒါအကြမိပါတယ်ခုံလည်းခုံယူပါဟုတ်ချစ်တယ်ဆိုတာစပဲချစ်ချစ်အဆုံးကြီးပဲချစ်ချစ်ဒါအေဂျင့်နဲ့အချစ်နဲ့ချင်းအေဂျင့်ရတာပဲအေဂျင့်ညက်နဲ့ဖြစ်သွားတော့အမတန်ကောင်းတာပေါ့ဒါကြောင့်ကျွန်တော်ကတော့ချစ်ချင်းကိုအေဂျင့်တယ်လို့ပဲပုံဖော်ချင်တယ်မှာဟုတ် ငါကွာအခုလူပြဘွားကနေကျွပြီးအိမ်တော်တဲ့ဘွားကိုရောက်သွားပြီနောက်ထပ်အပွင့်တပွင့်တင်မယ်ကလေးဖေးဖြစ်ဖို့ကျွန်တော်စောင့်နေပါတယ်လို့ကျွန်တော်တူလေတူမလေကျွန်တော်ထိမ့်မစောင့်နေပါလို့ပြောကြပါဒီကတော့ဒါမင်္ဂလာရှိတဲ့ရက်ပါပဲဒါဒါကိုဟင်းဝင်းရံနဲ့မဆုပိတဲ့စင်တို့မင်္ဂလာဆောင်ပါဒါသူတို့သားအရင်လုပ်ပြီးဖြစ်တယ်ဒီနေ့ကတော့ကျွန်တော်တို့တော့ဒါကျွန်တော်ဒီနေ့ရုပ်ရှင်ကားလေးလက်တင်တယ်ပြီးတော့ကျွန်တော်အနုပညာအလုပ် ဒါ7နှစ်ပြည့်တဲ့နေ့လေးလည်းဖြစ်တယ်ကျွန်တော်ရဲ့မွေးမွေးနေ့လလေးလည်းဖြစ်တယ်ပေါ့ဒီလလေးကကျွန်တော်တို့အမင်္ဂလာလေးပဲပေါ့ဟောဒီနေ့စိတ်ကံစားကြဒီနေ့သဘောကျတယ်ဒီနေ့ကျွန်တော်မြန်မာလူစောင်းတာလေးကိုအရင်သဘောကျတယ်ဒီအတွက်ကြောင့်မလို့ဟိုသရိုးသားအရင်လောက်တာကျွန်တော်နောက်တိုင်းလို့သရိုးသားအရင်လောက်ပြတာပုံများတယ်တော့ဒီနေ့ကတော့ဒါခက်ခက်နန်းနန်းနဲ့ဆိုတော့လေဒါကိုမြန်မာယူရရင်ကျင်းမှုနဲ့မင်္ဂလာပွဲလုပ်တယ်သဘောကျပါဟောအမတန်သဘောကျဖို့ကောင်းပါတယ်ဘာပဲဖြစ်ဖြစ်အတော့ဟို ချက်ချင်းဆိုတာလည်းအချိန်တစ်ခုယူရလေအချိန်တစ်ခုယူပြီးရဲ့အချိန်မှာဒီလိုမျိုး happy ending လေးဖြစ်တယ်ဆိုတော့အခါကျတော့ဒါဘာဖြစ်ဖြစ်ဒါဒီနှစ်ယောက်ကစချစ်ခဲ့ရရပြီးတော့အဆုံးထိတူတူချစ်ခွင့်ရသွားပြီဒါအမှန်တမ်းမှဒါအကြမိပါတယ်ခုံလည်းခုံယူပါဟုတ်ဩချက်ချင်းဆိုတာတော့အကုန်လုံးက agent ကြပါတယ်ချစ်တယ်ဆိုတာစပဲချစ်ချစ်အဆုံးထိပဲချစ်ချစ်ဒါ agent နဲ့အချက်နဲ့ချင်း agent ကြတာပဲအချက်ကိုလက်ခံတဲ့သူနဲ့ပေးတဲ့သူကဒါကိုယ့်ရဲ့ခံယူချက်ပဲကွာတယ်ပေါ့နော်ဆိုတော့ကိုကစပြီးတော့ chicken လို့ဆိုပြီးတော့စပြီးတော့ပူပန်းခဲ့တယ်နှစ်သက်ခဲ့တဲ့မိန်းကလေးတယောက်နဲ့ဘာဖြစ်ဖြစ်အေးဂျန်ဂျန်နဲ့ဖြစ်သွားတော့အမတန်ကောင်းတာပေါ့ဒါကြောင့်ကျွန်တော်တို့အချစ်ချင်းကိုအေးဂျန်တယ်လို့ပဲပုံဖော်ခြင်းတမှာတော့ကျွန်တော်အများကြီးစူးစမ်းခဲ့ပါတယ်ဒါပေမဲ့အခုကအနုပညာခီးလန်းကလည်းအခုမှအစပဲရှိသေးတယ်လို့လည်းပြောလို့လည်းရတယ်ဆိုတော့ကျွန်တော်ဘယ်လောက်ထိဆက်ပြီးတော့သွားနိုင်မလဲမသွားနိုင်လဲဆိုတာကတော့ဒါကျွန်တော်အများကြီးကျွန်တော်ရဲ့ခံစားချက်တွေကျွန်တော်ရဲ့ပြည့်သက်တွေအားပေးတဲ့ပုံမှာလည်းမူတည်သေးတဲ့အခါကျတော့ကျွန်တော်ဒီအလုပ်ပေါ်မှာကျွန်တော်ကလောဘလုံးဝမထားပါဘူး ငငယ်တုန်းကတော့လောဘထားခဲ့တယ်အခုအရွယ်တစ်ခုရောက်လာတယ်လှုပ်လှတက်တန်းကြလာမြောလောဘမထားတော့ဘူးကိုပြိသက်ကိုလက်ခံတလောက်ကိုကဒီအလုပ်ကိုလှုပ်သွားမယ်ဒီလောက်ပါပဲတွေးပါတယ်ဟုတ်ဟုတ်အာဒါကလည်းခုနပြောသလိုလေအကုန်လုံးကအနုပညာလမ်းကြောင်းပေါ်မှာစူးစမ်းနေကြလူတွေပါပဲကျွန်တော်လည်းဒီထဲမှာစူးစမ်းတဲ့အတွက်ကြောင့်မှအပါဝင်ပါပဲဒါကလည်းကံကပေးတယ်ဖရားကပေးတယ်ကိုဆရာသမားတွေကချီးမြှောက်တဲ့အတွက်ကြောင့်လည်းဒီလိုနေရာမျိုးတွေကိုပတ်ဝန်းကျင်ဒီကောင်မောင်နှမတွေအကုန်လုံးဝိုင်းဝန်းပြီးတော့ support ပေးကြတဲ့အတွက်ကြောင့်အဓိကပြည့်သက်တွေပေါ့ ဆပ်ပုတ်ပေးကျွန်တော်ဒီနေရာကိုရောက်လာတာပါကျွန်တော်တယောက်တည်းစူးစမ်းအားထုတ်မှုနဲ့လည်းရောက်လာတာမဟုတ်ဘူးပေါ့ဘာလို့ဆိုတော့အနုပညာလောကမှာရှောက်လန်းနေကြတဲ့လူတွေအကုန်လုံးကလည်းစူးစမ်းနေကြတဲ့လူတွေပါပဲဒီပေါ်မှာမှကံညာဆန်းကတယောက်တယောက်မတူကြတော့ကျွန်တော်ဒီနေ့ဒီနေရာကိုရောက်လာတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်လည်းသူများသူစူးစမ်းသလိုပဲစူးစမ်းရတယ်ကျွန်တော်စူးစမ်းသလိုပဲတခြားညီအကိုမောင်တို့မှလည်းစူးစမ်းနေကြတာပဲဆိုတာကြတော့အဲ့တော့ထူးထူးထူးတော့မရှိပါဘူးဒါဒါပြိသက်တွေအားပေးလို့ဒီနေရာကိုရောက်လာတယ်ဒါတော့ပါပဲအော်လောလောဆယ်တော့အစီအစဉ်မရှိပါဘူးထူးထူးထူးလည်းမရှိပါဘူးတော့ဒီနေ့ရုပ်ရှင်လည်း ပြတော့မှာဆိုဒီအတွက်ပဲရှင်းခုံနေတာပေါ့ဒါတော့မှ7နှစ်ပြတာတော့မှကျွန်တော်ပြိသက်ကျွန်တော်တတိပေးလို့ကျွန်တော်တတိရပါမှာမဟုတ်ကျွန်တော်မေ့နေမှာဗျာကိုယ်ပဲပြိသက်နေတာကိုယ်အရှင်ထဲမှာအများကြီးထည့်တာじゃမနဲ့မနဲ့ဟမနဲ့သူတို့အများနဲ့အများနဲ့သတိတရားရှိပါတယ်အဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ဟုတ်ငါကိုကအခုလူပြိုဘွားကနေကျွပြီးအိမ်တော်တဲ့ဘွားကိုရောက်သွားပြီနောက်ထပ်အပွင့်တပွင့်တင်မယ်ခလေးဖေးဖြစ်ဖို့ကျွန်တော်စောင့်နေပါတယ်လို့ကျွန်တော်တူတွေတူမှလည်းကျွန်တော်ထိန်းမစောင့်နေပါဘူးပြောချင်ပါတယ်ကဲ အဲအစီအစဉ်မရှိပါဘူးကျွန်တော်ဟုတ်ကဲ့အာငယ်စင်ဖန်နေအနေနဲ့ကလည်းကျွန်တော်ကိုတိကျလိမ့်မယ်လို့လည်းထင်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်အဆုံးထိဟာဘယ်လိုပြောပြရမလဲ support ပေးခဲ့တယ်နောက်ဆုံးကျွန်တော်ဒရိုသားအရင်လုပ်တဲ့အထိကျွန်တော်အားရပါရ support ကွင်ရခဲ့တော့ကြောင့်မလို့အခုကြည့်နေတဲ့အပေးတဲ့ငယ်စင်ဖန်နေအနေနဲ့လည်းချိန်နေလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တာဝန်လည်းခြေသွားပြီလို့လည်းထင်ပါတယ်အဲ့တော့ကြောင့်မလို့အဲဘာဖြစ်ဖြစ်အားလုံးချစ်ခင်ပေးကြလို့ကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ